အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့စီလီယမ်စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်ဒီဇင်ဘာလ1ရက်စီးရီးသတင်းကောင်းတော့သုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ယခုကွန်နက်ဗီဒီယိုလေးကိုလည်းလက်မလေးတွေထောင်ပြီးတော့ခွန်မန်လေးတွေရေးပေးကြပါလို့မြစ်တာရက်ခံပေးရစီခင်ဗျာကျွန်တော်တို့2025ခုနှစ်ဟာလည်းကုန်ဆုံးမှုတစ်ဖြည်းဖြည်းချင်းနှီးကပ်လာပြီဖြစ်ပါတယ် မကြခင်ကျွန်တော်တို့2026ခုနှစ်မှာလဲတော်လန်ရေးရဲ့အရွေတွေတော်လန်ရေးရဲ့အောင်ပွဲတွေ ကို2025ခုနှစ်ထက်ပိုပြီးတော့ရွေ့အောင်ပိုပြီးတော့အောင်မြင်အောင်ဝိုင်းပြီးတော့ကြိုးစားအောင်မှာတော့အားလုံးအားလုံးမှာကိုစီတာဝန်ရှိကြပါကြောင်းတိုက်တွန်းပြောကြားလိုက်ပါရစေ။စကိုင်းတိုင်းစကိုင်းမြို့ဝါချက်ရွာကနေမင်းကောင်တောင်ကျောင်းဘက်ကိုတက်လာတဲ့စစ်ကြောင်းကတော့မလိုအပ်ဖဲလက်နေငယ်ပြစ်ခတ်မှုတွေပြုလုပ်ထားတာတွေ့ရပါတယ်။ ဒေသခံကာကွယ်ရေးတပ်တွေရဲ့ဓားပြတိုက်ခိုက်မှုကြောင့်မဟုတ်ပဲမိုင်းဆွဲတိုက်ခိုက်မှုကြောင့်လူသစ်စစ်သားတွေရဲ့ကြောက်လန့်တကြပစ်ခတ်မှုဖြစ်ပါတယ်။မိုင်းမျိုးသားမသိရပါပဲ။အတွဲလိုက်ဖရေတာမိုင်းသဘောမျိုးဖြစ်ပါလိမ့်မယ်။ပောက်ကွဲမှုဖြစ်ပြီး မကြခင်မှာပဲပောက်တော့တဲ့လို့လူနာတင်ရဲ့အရေးပေါ်ထွက်သွားတာလဲတွေးလိုက်ရတယ်လို့ဒေသခံတွေကဆိုပါတယ်။ဇဇဲကတ်မလူပဲနေမြင်မှာတော့ဒေသခံဒေါ်လာအေးတပ်တွေစီးနင်းတိုက်ခိုက်နိုင်ခဲ့တဲ့ မူရိဒီတို့စစ်ရွာအတွင်းတို့အကြမ်းဖက်တာတာလွန်အင်အားနဲ့ရောက်ရှိလာပြီးပြန်လည်ခြေကုပ်ယူထားပြီးဖြစ်ပါတယ်။တစဲပချမ်းမူမြေကန်တခြားဟာပြည်သူစစ်အင်အားကြီးကနေမြေဖြစ်တဲ့အတွက်စစ်ကြောရဲ့အင်အားကိုတော့စီစစ်နေရသေးတာရှိပါသေးတယ်။မူရိဒီတို့စစ်စကားကလည်းစစ်ကြောနေဖြန့်ခွဲလာတဲ့အတွက်တာကရသမင်ကိုမူကျေစုအောင်စွာအကြီးသမင်စိတ်ကြီးရွာတွေကတော့စပေးချောင်းတိန်ကုံကြပြီဖြစ်ပါတယ်။အညာသားတွေအစိမ့်တဲ့ဟာယခုထိရဲရဲတောင်းနေသေးတာဖြစ်ပါတယ်။ မြင်နေထားရအကြမ်းဖက်စစ်တပ်အကြောင်းဝင်တဲ့စမယိုးကြစစ်စင်နိုင်တဲ့ဒေတာဖြစ်ပေမဲ့လက်နက်ငယ်နဲ့ခဲရတာကောင်းကောင်းတက်စင်နိုင်ပါလင်စစ်ကောင်စီရဲ့စစ်ကြောင်းတွေကိုကောင်းကောင်းကြီးအလုတ်ပေးနိုင်မှာဖြစ်ပါတယ်။နောက်ဆုံးအချိန်တွေရစစ်တုံးမားလာရဲ့စစ်တပ်ဟာအီယာဝဲတွေရဲ့လက်အောက်ခံသဘောမျိုးလုံနေရခြင်းဖြစ်တာကိုတွေ့ရပါတယ်။ပြောရရင်စစ်တပ်ဟာတန်းနာဖွဲ့စီမှာအညံ့ခံထားတဲ့သဘောဖြစ်ပါတယ်။ ြောရဦးပါလေလူကြိုက်တဲ့နည်းလိုလက်လဲခံရမရှိပါဘူးသို့တော်လက်မခံလို့လည်းမရတဲ့အနေအထားဖြစ်နေပါတယ်စစ်ကောင်စီဟာအင်အားဘလောက်ပြုံးတီးနေပါစေပြန်လဲပြည်ကျိုးမြတ်ဖြစ်တဲ့စစ်အင်အားတစ်ခုကိုပိုင်ဆိုင်သွားတာကိုတော့တွေ့ရပါတယ်ဒီတော့မိဘပြည်သူများအနေနဲ့လည်းပြီးခဲ့တဲ့ကာလတွေကတည်းကတော်လိုင်းအင်အားစုတွေကိုကူညီကြရဖို့တာဝန်ရှိလာပြီဖြစ်ပါတယ်အမေရိကန်ဗီယက်နမ်စစ်ပွဲတော်အလုံးစုံကြည့်ရင်အမေရိကန်တပ်မတော်ကြီးကို ပြည်သူတရားလုံးပါဝင်တဲ့ဘီအကောင့်တို့ကအကြမ်းကြခံတွန်းလှန်ပြီးအောင်ပွဲခံနိုင်ခဲ့ပါပြည်သူတွေနေရာမှာအမေရိကန်ပြည်သူတွေကလည်းကျူးကျော်စစ်ပွဲကိုမလိုလားချိန်နဲ့တွားပြီးတိုက်ဆိုင်နေတဲ့အချက်ကိုလည်းပြစ်ပယ်ထားလို့တော့မရပြန်သေးဘူးဖြစ်ပါတယ်။ကျောင်းသူမျိုးနဲ့ခြေစားအမှတ်360ကျအမြောက်တရင်ကဗိုလ်မှူးတိုးတော်လက်ဦးစီးအင်အား120ဝန်းကျင်ရှိတဲ့စစ်ကြောင်းဟာမင်းကြီးရွာနဲ့ပေါင်းဖောင်းကြီးရွာကြား တပြောက်လှုပ်ရှားနေတာရှိရတဲ့ဒေသခံတွေကစည်ရေးသတိရှိကြဖို့စော်ဩနေကြတာကိုလည်းတွေ့ရပါတယ်။ချင်းပြည်နယ်အတိတ်တိုင်းမြို့မှာတော့မကြသေးခင်ကမှချင်းကော်ဝေးတပ်တွေရဲ့မြို့ဝင်ဆိုင်ဘုံအနီးထိတိုက်ပွဲဖော်ဆောင်လာခဲ့တာကြောင့်ကျမ်းပတ်တာတရားမဝင်ရွေးကောက်ပွဲအတွက်လောက်ရကန်ရကြက်လာတဲ့အနေအထားဖြစ်နေပါတယ်။ချင်းပြည်နယ်တစ်ခုလုံးမှာရှာကြပါပါဟားဟားနဲ့တီးတိမ်နှမျိုးတဲကိုသာရွေးကောက်ပွဲပြုလုပ်နိုင်မှာဖြစ်ပေမဲ့တီးတိမ်ဟာဘေးကြံနံကြဖြစ်နေပုံရပါတယ်။ ဒါကတော့မြေပြင်အနေနာပြည်ကြီးစေယုံကျောက်ကတော့ရေမှုပေါက်နေတာကိုတိတိကြီးနဲ့ပဲဆက်ပြီး PR ပေးလျက်ရှိနေပါတယ်။ဆန္ဒမဲပေးတဲ့အလုံး30ကိုလည်းစစ်ရရင်နဲ့ပို့ဆောင်ခဲ့ပြီးဖြစ်တယ်လို့ဆန္ဒမဲရုံ6ရုံဂျာလာတည်ပြုထားတာကိုလည်းတွေ့ရပါတယ်။သကောလာစီပင်သားရဲ့အတွင်းမှာနှစ်နေရာမြို့မဆေးအတွင်းမှာနှစ်နေရာခိုင်ကန်းထွေုံရုံနဲ့ နေပြည်တော်တအမှတ်269ချင်းလင်တရင်တရင်ခမ်းမမှာတနေရာစီစသည်ဖြင့်ပြင်ဆင်နေတာကိုတွေ့ရပါတယ်။အကြမ်းတရားနေတာတိုးစံမျိုးကိုပြန်လဲတိုက်စစ်ဆင်မဲ့အရေးအောင်ပြုတ်ထားပြီးမှတိတိတ်မျိုးနယ်ကိုအချင်းချင်းပြီးရင်းတော်ပွဲ ပြုတ်လုပ်ပေးဖို့အားထုတ်နေကြတာဖြစ်တယ်လို့ကောက်ချက်ချရမှာပဲဖြစ်ပါတယ်။ကျင်းနီနယ်မြေတွင်းမှာတော့ Royal Demon Show Fruso ဟောလကဲလမ်းကြောင်းကိုအပိုင်းလိုက်ကန်းသက်ထိချုပ်ထားနိုင်ရတာကနေညာနှုံးပြိထိချုပ်နိုင်ရေးကြိုးစားလာတာကိုတွေ့ရပါမာခရော့ရှေထားလဲနာဗလလမ်းမိုင်းမှာဟောလကဲမြို့ကိုဥတီနေတဲ့စစ်ရင်နာဟာလဲကီယနီပူအောက်တပ်တွေရဲ့ဟန်းစစ်စင်တိုက်ခိုက်နေမှုကြောင့်နှေးကွေးစွာရွေလျားနေသေးတာရှိနေပါတယ်စတေမာလာစစီရဲ့နေ့မှာပရူဇိုတန်ရဲ့အတွင်းကနေစတင်ထွက်ခွာလာတဲ့စစ်ရင်နာဟာရက်ပေါင်း80ကျော်တိရှိရီမန်းချက်ကိုမရောက်ရှိသေးတာဖြစ်ပါတ ဘောလခဲတန်းတဲ့အတွင်းကနေထွက်ခွာလာတဲ့အင်အားတရားဝဉဉ်ရှိတဲ့စေချောင်းကတော့နန်းဖက်ရွာနီးမှာရှိတဲ့၎င်းတို့ရဲ့မဲဆလောင်းဖြူဟာကိုစကားကိုပြန်လဲထိမ့်ချုပ်သွားနိုင်ခဲ့ပြီလို့သိရှိရပါတယ်။မြို့ရနောက်ဘက်15ကီလိုမီတာဝန်းကျင်ဘောလခဲဖရူဆိုလမ်းမိုက်မှာတည်ရှိတာမို့အကြမ်းဖက်တပ်အတွက်ကတော့စီရေးအရာအရေးပါတယ်လို့ဆိုရပါမယ်။အကြမ်းဖက်တပ်အတွက်ကတော့စီရေးအရာအရေးပါတယ်လို့ဆိုရပါမယ်။ TN ဘဝတော်တွေဟာချားဖက်တက်စီကနေတိုက်ခိုက်သိမ်းယူပြီးမကြခင်မှာပဲစကားကိုဖြည့်စည်းကမိုင်းထောင်ပြီးဆွတ်လွတ်ထားခဲ့ခြင်းဖြစ်မယ်လို့ယူဆရပါတယ်။ခေါ်လခဲမျိုးတွေကနေစစ်ကြောင်း၃ကြောင်းထွက်ခွာလာပြီးနာမဲတော်စကားကိုထိတွေ့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားမှု မရှိဘဲရောက်ရှိလာပေမဲ့မိုင်းပောက်ကွဲမှုတွေကြောင့်ထိခိုက်ဒဏ်ရာတွေရရှိမှုတွေများပြားနိုင်တယ်လို့ဒေသခံတွေကယူဆကြပါတယ်။ မဲတလောင်းတောင်မှာစစ်ကြောင်းကြောင်းလက်ရှိအခြေပြုထားပြီးကြာစစ်ကြောင်းကြောင်းကတော့ဖြန့်ခွဲလှုပ်ရှားနေသေးတာဖြစ်ပါတယ်။၎င်းစစ်ကြောင်းတွေဟာနိုဝင်ဘာလ20ရက်နေ့နောက်ပိုင်းမှာပြန်လည်ခြေကုပ်ယူနိုင်ခဲ့တာဖြစ်တဲ့အတွက်ဖရူဆိုဘော်လကဲလမ်းကြောင်းကိုအကြမ်းဖက်တပ်ဟာအပြည့်အဝထိန်းချုပ်နိုင်မှု အခွင့်အရေးညားနေပြီလို့ပဲပြောရမှာဖြစ်ပါတယ်။စမြန်နေ့တော့ကတော့လွယ်ကော်ခြေဆိုင်အမှတ်350ကျောင်းအမြောက်တိုင်ရင်ကနေ9မြောင်းဘက်သို့လက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့တာရှိပါတယ် မကွေးတိုင်းပကောက်ကူမျိုးတင်းကနေပေါင်းမြုံနယ်ဘက်သို့အင်အား20ဝန်းကျင်ကရှိတဲ့စစ်မော်တော်ယာဉ်စီးထွက်ခွာသွားခဲ့တာရှိပါတယ်။ဒေသခံတွေကတော့စစ်စင်ရေးပြန်ဝင်လာမဲ့အဖွဲ့တွေအတွက်လုံခြုံရေးကြိုတင်ချထားတာဖြစ်နိုင်မယ်လို့ခန့်မှန်းကြပါတယ်။ဗရန်ဒန်နဲ့နိုင်ငံစစ်တေတာမှာတော့တည်ယူပို့ဆောင်ရေးလေယာဉ်နဲ့ရိခါခဲယံချပေးနေသလိုဒရုန်းတွေနဲ့တိုက်ခိုက်မှုတွေလည်းရှိနေခဲ့ပါတယ်။ဒရုန်းချတိုက်ခိုက်မှုကတော့နှစ်ဖက်စလုံးကအပြန်အလှန်ပြုတ်လုပ်နေကြတာမို့အထူးကိစ္စကတော့စီစစ်နေရာသေးတာဖြစ်ပါတယ်။ ဇန်နဝါရီမနေ့ဆယ်နေကျော်မှာတော့ဂုံကြီးလမ်းတစ်ဘက်ကနေအင်အားဖြင့်စစ်ရင်တန်း၂စီးတက်သွားခဲ့တာရှိပါတယ်။ကတိမုံရလမ်းတိုင်းမှာတော့မူရစေဝါတယ်ဆောင်လာတဲ့မော်တော်ယာဉ်တစ်စီးကိုဒေတာကန်ကာဝေးတက်တွေကစစ်ဆေးဖမ်းဆီးနိုင်ခဲ့တာရှိပါတယ်။အမကိုရဟာအမြောက်စစ်စီရေးကိုကဲမှုဌာနချုပ်ရဲ့တောင်းခံမြန်ဗိုလ်ချုပ်နိုင်ငံဦးနဲ့ပတ်သက်မှုရှိတယ်လို့ကနအူဖမ်းဆီးစစ်ကြောကြဲအရသိရှိထားရပါတယ်။ချက်ကင်ကပသိမောင်ရလမ်းမှဖြစ်တဲ့မင်းတို့ကမ္မတရက်နယ်မြေတွင်းက ဗရောင်းမြို့နယ်ဘက်ကသာမူရစ်ဆေးဝါးတွေကိုတည်ယူပို့ဆောင်တာဖြစ်ပေမဲ့ယခုဒီချိန်မှာတော့မကွေးဘက်သို့ဈေးကွက်ထိုးပေါက်လာခြင်းဖြစ်ပါတယ်။ယူဆတာတော့ဒီဘက်လမ်းမကြီးကိုထွက်လာလို့ပဲယူဆရပါတယ်။ဒါတော့သက်ဆိုင်ရာဒေသခံတပ်တွေကထုတ်ပြန်တဲ့အခြေအနေမှာတော့တိတိကျကျသိရပါလိမ့်မယ်။နောက်ပြီးတော့ကာလတံမိုးစိမ်းပေါင်းတောင်းချီရှိတဲ့ဖမ်းဆီးမှုဖြစ်တယ်လို့တော့ချက်ပြီးတော့သိရှိထားရပါတယ်။ ငါးခဲမြို့နယ်အတွင်းမှာစစ်ရေးချိန်တွေပြင်းထန်နေပြီမဲ့နေနေချင်းထိစပ်နေတဲ့ဇဂုမြို့နယ်အတွင်းမှာတော့တရားမဝင်ရွေးကောက်ပွဲတွေပြင်ဆင်မှုတွေအားကောင်းနေပြီးနှစ်တောင်ကျန်ခင်ကြီးကိုတိုင်လာပြီးစီယုံရင်ဆင်းသွားတာကိုလည်းတွေ့လိုက်ရပါတယ်နှစ်တောင်ကျန်ခင်ရတော့အားလုံးသိကြမယ်ထင်ပါတယ်တခိုင်ပြည်နယ်ကိုတော့ကျွန်တော်ပြောခဲ့တဲ့ရန်ကုန်မွန်းအားတွေစပြီးထွက်ခွာလာနေကြပြီဖြစ်ပါတယ်လေနဲ့ပို့ဆောင်ခြင်းမဟုတ်ပဲရေလမ်းကြောင်းကနေပို့လိုက်တာဖြစ်ပါတယ်အမှတ်၁ခြေလေတက်မှဌာနချုပ်ရဲ့ လက်အောက်ခံအမှတ်131မိပြွာမှု ရုံးမင်းသားဦးစည်းရဲ့အမှတ်213 213နဲ့219ချင်းညာတိုင်းခမိုင်းအင်အား900ဝန်းကျင်ဖြစ်ပြီး ကြောက်ဖြူတက်နေသူဦးတီလာနေခြင်းဖြစ်ပါတယ်ရှာကမုန်းကားတွေကိုရခိုင်မုတ်ဒီဖြစ်ဘလို့ပြောင်းလဲပြစ်မလဲဆိုတာတော့ညမကြခင်တွေ့မြင်ကြရတော့မှာဖြစ်ပါဘူး။ဘဝတိုင်းနောက်ချာနတ်တလေးမြို့နယ်မှာဒေသခံတော်လှန်ရေးတပ်တွေဇက်တိုက်အောင်ပွဲ ဖော်ဆောင်မှုတွေရှိလာနေပါတယ်။ မန္တလေးတိုင်းဘိုးကုံမြို့တွင်ကိုရောက်ရှိလာတာကတော့မိုင်းဆရာခြေဆိုင်အမတ်၁၈ဆစ်စင်ကိုကဲမှုဌာနချုပ်ရဲ့လက်အောက်ခံတပ်တွေပဲဖြစ်ပါတယ်။ဘိုးကုံမိတ်ကိုပြန်လည်းအခြေပြုခွင့်ရရှိမယ်ဆိုတဲ့သတင်းတွေထပ်ပေါ်လာပြီးမှပဲရတနာတိန်ကြီးနဲ့မိုင်းလုံးကြားမှာအမတ်၁၈ဆစ်စင်ကိုကဲမှုဌာနချုပ်ရဲ့အမတ်နဲ့နီးတူအောင်ဦးစီးတဲ့အင်အား၄၀၀ခန့်ဟာအသစ်စုဖွဲ့ပြီးပြင်ဆင်နေကြခြင်းဖြစ်ပါတယ်။ နိုဝင်ဘာလ28ရက်နေ့စတင်ဝင်ရောက်လာချိန်မှာတော့အမတ်ဆက်ရှိစစ်စေးကိုကဲမှုဌာနချုပ်စစ်စေးကိုကဲမှုတန့်လင်ဆိုးစစ်တကူပတ်စဉ်40နှစ် UCB ဝင်ရောက်လာခဲ့တာကိုတွေ့ရပါတယ်။မိုးကဘာရခိုင်အလဲပိုင်းနဲ့စစ်ဌာနချုပ်ရဲ့အခြေကျစစ်ဗျူဟာအဖွဲ့ကိုကဲတာဖြစ်ပြီးစစ်ရှုံးချိန်မှာဒူတိုင်းမှုလို့သူရောမန်လေးတက်နေမှုဘုံမှုချုပ်အဆင့်ရှိသူတွေပါကိုလိုယုံထပ်ပြေးခဲ့ကြရသည်ထိတမိုင်းဝင်စီရေးရှုံးနေမှုတစ်ခုဖြစ်ပါတယ်။ ယခုဝင်ရောက်လာတာတမတမလုံးဖြစ်တဲ့အတွက်အင်အားဟာ1200ဝင်းကျင်အ ਨੇ ဆုံးရှိမယ်လို့ခန့်မှန်းရပါတယ်။၎င်းစကြောင်းနေတဲ့ကအင်အားထုတ်ဝေခန်းကို ထုတ်ထုတ်ပြီးမိုးကုတ်ကိုထပ်မံဝင်ရောက်ပါလိမ့်မယ်။၎င်းစကြောင်းနေတဲ့ကအင်အားထုတ်ဝေခန်းကိုထုတ်ထုတ်ပြီးမိုးမိတ်ကိုထပ်မံဝင်ရောက်ပါလိမ့်မယ်။စစ်တပ်ရဲ့ပွဲကြီးပေါ်မှာစစ်စေးကိုယ်ကဲမှု တမမှုဆိုတာစာမှန်အခြေအနေမှာဘာကောင်းမှမဟုတ်ပါဘူး။ စစ်တမ်းပဲစစ်တိုက်လို့အောင်မြင်ခဲ့ရင်ရရှိလာတဲ့နယ်မြေတွေကိုစစ်အာဏာပိုင် ပေါက်စလေးတွေစီကိုပြန်ပြီးလွှတ်ပေးခဲ့ရတာဖြစ်ပါတယ်။ဘိုးဘုံမှာအုပ်ချုပ်ရေးရန်ရလက်ပတ်ဖို့အခြေကျပြီးဆိုတာနဲ့စစ်တုံးမလာရဲ့အလိုကျစစ်အာဏာခံကြုံကတိုက်ရိုက်ခံရထားတဲ့စစ်ပြူအမှုတယောက်ယောက်ကလာပြီးအုပ်ချုပ်တော့မှာဖြစ်ပါတယ်။မုံမင်းမျိုးကတော့နောက်ကြဆုံးရွေးကောက်ပွဲမဆတင်ပြီးဒါနဲ့စောရင် ရစ်စမတ်မတိုင်ခင်နောက်ဆုံးထားပြီးဝင်ရောက်မဲ့အစီအမံဖြစ်ပါတယ်။အကြမ်းတက်တာမုံမိန်မျိုးကိုပြန်လည်ဝင်ရောက်နိုင်ဖို့အာရုံစိုက်နေတယ်ဆိုပေမဲ့ဒါကမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ကိစ္စဖြစ်နေပါတယ်။အလဲပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့စီးရင်လိုလားကြတယ်မိုးဘုံမျိုးကိုကြောခိုင်းဆုတ်ခွာလိုက်ရတဲ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုဆက်ကြလိုက်လံတိုက်ခိုက်နိုင်မဲ့အစုဖွဲ့မျိုးချိန်မနေသေးတာကိုတွေ့ရပါတယ်။သို့သောစစ်ကူးနယ်မြေဘက်ကစီးရင်ခြေနေတွေကိုတစ်ချက်ဆောင်ကြည့်အောင်မှာဖြစ်ပါတယ်။ စပိုင်ကြီးမျိုးနဲ့အတွင်းမှာတော့စပိုင်ဘော်လုံးတွေကိုပါတွေ့နေရသလိုမယ်ရာမျိုးနဲ့အတွင်းကနေပါလက်နက်ကြီးပြစ်ခတ်မှုတွေရှိလာနေပါတယ်။ချက်ပြကြီးရွာကိုကြားပတ်တာအခိုင်အမာခြေကုပ်ယူလိုက်နိုင်တာကိုတွေ့ရသလိုဇီယာကွင်းနယ်မြေကိုလည်းလေကြောင်းကနေအပြင်းထန်တိုက်ခိုက်မှုပြုလုပ်နေတာကိုတွေ့ရပါတယ်။လက်ဗနာကိုဥတီနေတဲ့စစ်တောင်းတွေကတော့ရကန်းစင်တောင်မိုးဝါနဲ့ဥက္ကံကျော်ငကယုံဘရားဝင်းကျင်မှာသာခြေကုပ်ယူထားပြီးရှစ်ဆက်ပြီးတက်လာနိုင်ခြင်းမရှိသေးပါဘူး။ မဟုတ်ဘူးကကိုတစ်ချက်ပြန်ကြည့်အောင်ပါအကြမ်းတက်ရဲ့စစ်တော်ဘီရီကလည်းကာဝေးတပ်ဖွဲ့တွေရဲ့ဆုတ်ခွာရလမ်းကြောင်းတွေကိုအခုလိုမှန်းဆနေကြတာကိုတွေ့ရပါတယ်မဟုတ်ဘူးမျိုးရဲ့မြောက်ပဲဆန်ရင်ပြလမ်းဝဲကလည်းတစ်ဆင့်ပြောင်းကောင်းဘက်ကိုတစ်ဖွဲ့ချန်ကုန်းဆန်အလဲရွာလမ်းမတစ်ဆင့်ကြောက်ပုံကျက်နှဖဘက်ကိုတစ်ဖွဲ့စစ်ကြောင်းနှစ်ကြောင်းခွဲပြီးခွာစစ်ဆင်သွားတယ်လို့ဆိုပါတယ်ကြောင်မကစစ်ကြောင်းအားမုံမိန်မြို့နယ်မိုးဟောက်ဗော်ရီကြီးရီဘက်ကိုဥတီနိုင်ပြီ အနောက်တဲ့မှာတော့ကင်းထောင်းနယ်မြေရှိနေပါတယ်။ထုံနီတူကြောက်ပုံကျန်းမာဘက်ကစစ်ကြောင်းကလည်းထုံးဖို့ရွာကနေတစင်ဆက်သွားရင် မိုးမိတ်ညွန့်နယ်အတွင်းကမကြီးပင်ရွာကိုရောက်ရှိနိုင်တာဖြစ်ပါတယ်။ဒါကြောင့်ကာဝေးတပ်တွေရဲ့ခွာစစ်ညီမချက်သို့မဟုတ်ဂျားခန်စစ်နေရာစစ်တီမိုးမိတ်ညွန့်လို့ရည်ညွန့်နေတာကိုတွေ့ရပါတယ်။ဆိုတော့မိုးမိတ်ကိုလက်တော့ခဲ့ရပြီမဲ့မိုးမိတ်မျိုးကိုတော့ခန်စစ်ပြင်နိုင်မလားဆိုပြီး ဝါရဖြန့်မြင်ပုံရပါဘုံမင်းပြောရလဲခံစစ်အင်အားဖြင့်ပဲတက်တည်ပြီးအများပြားကစစ်တော်ညာထားတာကိုတွေ့ရပြီး KIA ကချင်လွတ်မြောက်ရေးတက်မလို့ပါလဲလိုအပ်တဲ့ခဲအားပါဝင်စစ်ရေးကူညီမှုတွေပြုလုပ်ပေးမယ်လို့ပြောထားတာရှိပါတယ်ကိုတိုင်ကိုကြဝေရောက်တက်ခဲ့ခြင်းမပြုဘူးလို့လဲချက်သွင်းပြောကြားထားတာကိုတွေ့ရပါအကြမ်းမတဲ့စစ်ကြောင်းတွေဟာပြမစစ်ကြောင်းတွေမရောက်ရှိခင်ကတည်းကမုံမိတ်ညိုတဲ့ကိုစစ်ထောက်လိုက်အဖွဲတွေဟာ ကြိုတင်ရောက်ရှိနေပြီဖြစ်ပါတယ်။ဆိုတော့မိဘပြည်သူတွေအနေနဲ့မုံမိတ်မျိုးကိုညှော်လင့်ချက်ကြီးကြီးမားမားရှိနေမယ်ဆိုရင်မြေပြင်သာဝယ်ရေးတပ်တွေအတွက်ဝင်လို့ဝင်ဖို့ဖြစ်စေနိုင်ပါတယ်။အကြမ်းဖက်တဲ့ရေးစည်ရေးချွတ်ပြောင်းမှုတွေဟာတိုးသိကျင့်လက်မှုတွေကောင်းလာတဲ့အတွက်ကျွန်တော်တို့စီမှာလည်းသတင်းခံမှတ်တိစောက်ခြင်းကိုအချိန်တော်တော်လေးပြန်ပြီးယူထားပါ။နောက်ပြီးတစ်ခုရှိပါသေးတယ်။အကြမ်းဖက်တဲ့ ။ဗာမျာစိတ်ဓာတ်စစ်စင်ရေးဟာအာကောင်းကောင်းနဲ့အသက်ဝင်လာနေတာကိုတွေ့ရပါတယ်။ဒါကြောင့်မုံမိတ်မျိုးကလည်းအကြမ်းတ်တအနေနဲ့တိုက်စစ်ဆင်မဲ့စီမံချက်ချိမနေတာကိုလည်းတွေ့ရပါတယ်။ဆိုတော့မုံမိတ်ကလည်းလက်လွတ်ရပြီးအခြေအနေဖြစ်ပါတယ်။ဒီတော့မိုးကုတ်လိုသာစုခွာပေးရမှာဖြစ်ပါတယ်။မိုးကုတ်မုံမိတ်ကိုစုခွာလိုက်ရပြီမဲ့နောက်ပိုင်းမှာ ပြန်လဲတိုက်စစ်ဆင်လို့ရနိုင်မဲ့စီရေးစီမံချက်မျိုးကပြင်ဆင်စုဖွဲ့ရမယ်အချိန်အခါဖြစ်ပါဘူး။ဒါကလေးဂျင်နီယာစိတ်လက်ကြစရာဖြစ်မနေပါဘူး။စစ်တပ်ရှိနေသေးလက်နက်ကင်တိုက်ပွဲကတော့ဝင်နေရအောင်မှာဖြစ်ပါတယ်။ဂျီရိုစစ်ပွဲမဟုတ်ပဲရေရှည်စစ်ပွဲလာဖြစ်ကြောင်းတင်ပြခဲ့ပြီးဖြစ်ပါတယ်။မုံမိတ်နဲ့မိုးကုတ်မျိုးအခြေအနေကိုအကြမ်းကြီးတီတီခိုင်းလို့ခေါ်တဲ့သုံးသပ်ချက်ပေးခြင်းညာတာဖြစ်ပြီးမိုးကုတ် မုံမိတ်မျိုးသိန်းတိုက်ပွဲတွေတဖန်ပြန်ပြီးချစ်ပေါ်လာစေဖို့ကျွန်တော်တို့အားလုံးအားပေးဝန်းရံကြရမှာပဲဖြစ်ပါတယ်။မိုးလုံးမျိုးကံများနဲ့တော်လိုင်းတပ်ဖွဲ့ဝင်များအားလုံးအားလုံးတာဝန်ကြီးခဲ့ပါကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာ။ဆက်လက်ဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။စိုက်ပွဲရှိရင်အောင်ပွဲရှိတယ်